မင်းအောင်နိုင်နေရာမှာခွေးအမီးဖြတ်ထားကြည့်ခွေးအမီးဖြတ်ပြီးတော့အဲ့မင်းအောင်နိုင်ဝတ်ထားတဲ့ယူနီဖောင်းဝတ်ပေးလိုက်ကြည့်ပူတင်ဖိတ်တယ်မဖိတ်ငါကြိုက်လို့လားပြောသိလားမင်းအောင်နိုင်ဆိုတဲ့ဂုံပုတ်ကိုဖိတ်တာမဟုတ်ဘူးရှင်းလားအာနာတိန်ထားတဲ့ခေါင်းဆောင်အနေနဲ့ဖိတ်တာဘာဖြစ်လို့လဲတရုတ်ကရုရှားမျက်ကိုကြီးကမင်းတို့ပဲရိမ့်နေတာလေလေအဲ့ဒါကိုမင်းတို့ NGO မဖိတ်ဘူးလားပြောမင်းတို့စောက်ပေါ်ကလေးစကားတွေပေါ့အခုတိလေတဲ့စကမ်းမှာလည်းပြီးခဲ့တဲ့ရပ်ပိုင်းကနေပြီးတော့ဒီဆက်ကောက်စီဘက်ကလည်းပြပြထန်ထန်တုတ်ပြန်တဲ့ဟာရှိတယ်အထိုက်ဖက်ကိုထွက်ပြေးသွားတဲ့ အဲဒီဟိုဟာဒီမဲအောင်လိုက်အတိတ်လည်းရှိတယ်ပေါ့နော်အဲဒီစကန်ကတော့တော်တော်လေးတော့ဟိုခက်ခက်ခက်လေးပြိပိုက်လဲရတဲ့ဒီထားပြလို့ရှိတယ်နှစ်ဖက်အခွက်တွေလည်းတိကျမှုရှိတယ်ပေါ့နော်ပြေကံဘဝနဲ့အမုန်းခံလူသားတက်တော့အကောင့်ပိုင်ရှင်ကိုစော်ဖုံဟိန်းဒီတမအာဂုံတိတ်ခါဖို့ထိခိုက်စေတယ်ချင်းချောက်တယ်နော် ကျမရဲ့ဓပုံလေးကိုကျမရဲ့ဓပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမူအပြောဆိုတွေကျမကိုမယိုင်းဆဲဆုပ်စွာနဲ့ပြုတ်လောက်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါဂျီကနေဒီကနေ့8ရက်9လ2025နော်ကျောင်းကိုမြို့နယ်ရန်ကုန်တိုင်းဒေသကြီးကျောင်းမြို့နယ်မြို့မှာရစကန်မှာပန်းနံပါတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါဂျီဖြစ် ကျမတရားဝင်ဥရိနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပါနံပါတ်35ရှင်းမြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥရိနှင့်အညီတရားစွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะအလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရယ်ကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရယ်တို့တွေအဲ့ support စိတ်နေပဲလားဒီမနေ့ကမှရေချင်းချင်းရှင်းနေကြစမ်းပါကွာပြန်ခံပြောမှဟာတော့စကလုံးမရှိဘူးမင်းတို့တို့ဘယ်ရမ်းမှသာပြောနေလို့ဟမ်မင်းတို့ဖိတ်ထားတယ်မဲ့ ဟုတ်အဲ့တော့ဖိတ်ကြဂုံယူစရာတော့ထင်းနေတယ်ဟုတ်လားမင်းတို့တွေက တကယ်ပြောစရာစကားလုံးလည်းမရှိတော့ဘူးเนาะအဲ့တော့ပြောလိုက်မယ်တိလားရုရှားကိုဥတီကျော်တွားတဲ့အချိန်ဘယ်လိုပုံစံတွားခဲ့တယ်မင်းတို့ဖိတ်လားမပြောနဲ့ငါတို့ကိုဖိတ်ပြီးွားပြီရှင်းလားရုရှားကိုဥတီကျော်ကိုဖိတ်ပြီးွားပြီဥတီကျော်2016ခုနှစ်မှာရုရှားကဖိတ်လို့တွားတဲ့အချိန်မှာဘယ်လိုပုံစံကြိုးဆိုးလဲဘယ်လိုပုံစံတွစ်ဆုံလဲမင်းတို့ဖောက်ခံပါတယ်ဆိုတော့မင်းတို့ပါပါကြီးပောက်ဖို့ရှိကြည့်ပင်မင်းအမက်လီမင်းအောင်နိုင်ကိုအခုထိတွေ့ခွင့်ရပြီလားအာသာသိန်းသားက၄နှစ်ပြည့်သွားပြီတော့ ရန်ကုန်နဲ့ပိုလန်နော်နှစ်ပတ်လည်ဟိုမှာတွေ့ဆုံပွဲမှာတော့မှာမင်းအမေလီမင်းအောင်လိုက်ကိုဖယ်ထားလို့မင်းအောင်လိုက်စောက်ရက်ပြန်ပြန်ကွဲရပူရပြီလေမင်းတို့တွေကမမှတ်တာလားဟမ်မင်းတို့တွေကနည်းနည်းလေးတော့ဂုံယူစရာရှိရင်မပြောခဏ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 နေဘာတီကီစခိုင်းရုံပြုံးလာပြတ်နော်ဟိုမှာကြည့်လိုက်စောမှိုင်နော်အာမျိုးပြတယ်နော်မင်းတို့လို့နော်ဖုံးရှိထောင်ပြီးတော့မကြင်ညာဘူးနော်ဟာဘယ်နေရာမှာဗထက်တွေဗထောက်တွေလာလို့ဘယ်နေရာမှာဘာဖြစ်တော့ no no နှုတ်စီပါနော်နှုတ်စီပါငါတို့ခေတ်ကစကားပြောမှာဆိုနှုတ်စီပါနော်မာတီမင်းတို့ဗီဒီယိုဖိုင်ပြမယ်မင်းတို့စစ်ကွေးတွေကိုအပေါ်ဒရုန်းနဲ့ဘလို့ဘလို့တမလဲဆိုတာကိုလေတတိယဆိုရအဲ့လိုမျိုးမှာအရာရှိတာနော်ကြာမယ်ကြာမယ်ပြမယ်ပြမယ်ပြမယ်မာတီမာတီအော်ဆိုဖာအရှိရာတွေ့နော် တတိချာချာကိုနော်တတိချာချာကိုဇွန်ဆွဲပြီးတော့မင်းတို့ခွေးဘယ်မှာဝင့်နေလဲဟမ်စခန်းထဲကတော့ခေါင်းမပြူရဲတဲ့ဘဝတွေမင်းတို့ကစောက်ကြီးစောက်တယ်ပြောတယ်ခွေးမသားတွေဟမ်မင်းတို့တွေကကိုယ်စကြီးအမရောအမအမခွေးမျိုးတွေအမခွေးမျိုးတွေအဲ့လိုမျိုးတိလားခေါင်းလိုက်ရပါအဲ့လိုခြေထမ်းမျိုးမှာလိုက်ရှင်တယ်စခန်းသိမ်းပွဲမျိုးဟာမျိုးတွေနော်ကြည့်နော်ပြည်နော်မညာနှစ်ရောတုံးတယ်တွေ့လားတွေ့နော် ဟမ်မခွေခွေကြည့်စကန်းထဲမှာတော့ခေါင်းမပြူရဲတဲ့အဆင်ပေါ်တာမင်းတို့ကောင်ကြီးမရှက်ဘူးလားမကြည့်နိုင်ရောအမအမရောအမတွေ့နော်တွေ့လားအေးမကချင်မှာဗလတ်တွေဘလောက်တက်ထားပြီလို့အာမချောင်းနဲ့အဲ့လိုမျိုးဗီဗီဒီယိုဖိုင်လောက်မတောင်းဆိုပါဘူးပုံလေးတော့ပြနော်ငါတို့ကငါတို့တော်လိုင်းဘက်ကလူတွေတင်းတင်းအဲ့လိုမျိုးတိတိကျကျတင်ပေးတာပြန်ပလာရှေ့မှာဖုံးထောက်ပြီးဟာလူတွေရာဗလတ်တွေရာဘယ်နေရာမဆက်ရာဘယ်နေရာဘလို့ချင်းနေကောင်းလားစနိုက်ပါလေးထောက်ထားစောက်တိစောက်တယ်ဒီမှာပြောဘူးနော်တရင်လေးဖတ်ပြပြီလားဗီဒီယိုဖိုင်လေးကြည့်ရရရှိပါ့မလားအဲတရင်လေးဖတ်ပြပါ နေ့နိုင်တိုင်းတဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကြီးထိခိတက်စကန်ကိုအပိတက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း Fort for Federal Democracy FFD တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရောင်းခဲတဲ့သတင်းထံကပြောကြားတယ်။ယနေ့မေလ9ရက်နေ့နံပိုင်းမှာတဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကြီးကံယိုတန်းဒေသတိုင်းစစ်ဌာနချုပ်လောက်ခံကံပေါက်ခြေဆိုင်ခလာရ2ခွန်တုံးတိုင်ရင်မှာစစ်သားများအခြေချတပ်ဆွဲထားတဲ့ထိခိစကန်ကိုတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့မှအပိတက်သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်သားထိခိုက်တေဆုံးမှုလက်နက်ခဲယံသိမ်းဆည်းရရှိမှုများကိုစစ်စစ်လျက်ရှိကြောင်းဆိုပါစကန်ကိုမေလ3ရက်မှာစတင်ပြီးထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။ ထီကိစကံဒီနေ့ပဲတိမ့်မဲ့ရရှိပါပြီနှစ်ဖက်လက်နဲ့နှစ်ဖက်အကြအစုံလက်နဲ့ခရံတိမ့်ဆဲရရှိမှုတုံတုံပန်းဖန်းစီရရှိမှုတွေကိုတော့အတိမပြုတ်သေးနိုင်ပါဘူး Fort for Federal Democracy FFD တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခရစ်တရင်ထဏနာပြောကြားတယ်ဆိုပါတိုက်ခိုက်မှုကို KNU KNA စစ်ရေးဦးဆောင်မှုဖြင့်မဟာမိတ်တပ်ပေါင်းစုများ FFD ချေမှုန်းရေးနှင့် drone တပ်ဖွဲ့ KNA တာဝါခ drone ဖွဲ့တမဟာလေ drone ဖွဲ့နှင့် PPLF drone ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ် ရင်အကျန်းဖက်စစ်သက်စခန်းကိုအဘယ်နောက်ဆုံးတမှဆ ảy တော်နိုင်ပြူကောင်းတပ်ဖွဲ့မှထိုးစစ်စင်တိုက်ခိုက်နေခဲ့ရ။နေ့စဉ်နီဘာတိုက်ပွဲပြင်းထန်ခဲ့ပြီးလေကြောင်းမှပစ်ကူပေးတိုက်ခိုက်ခဲ့ခြင်းတခါကကြောင်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား40ခန်းထိုင်းမတုထွက်ပြေးသွားမှုရှိခဲ့ကြောင်သိရတယ်လက်ရှိတွင်ဒဝယ်မြို့နယ်ဒဝယ်တီတီလန်းနယ်ဒဝယ်မြို့နယ်အတွင်းထိထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုတော်နိုင်တပ်များကထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်တော်နိုင်ရေးတပ်များ၏အဆိုအရသိရတယ်ဟိုးဟိုး အဲ့ဒါမျိုးလိုချင်တာအရှိကဗီဒီယိုဖိုင်မှာပဲပြောလိုက်ပြီးအဓိကထိုင်းမြန်မာနယ်စပ်တွေကိုကျွန်တော်တို့ကအဲ့လိုထိချုံနိုင်ပြီးဖြစ်ဆိုရင်ခွေးမျိုးပြုတ်ပြီနော်ထိုင်းရလည်းဘလို့ဖြစ်လာမင်းအောင်နိုင်ရတော့နောက်ဆုံးတန်းမှာဗျာကုတ်ကုတ်လေးထိုင်းနေတဲ့အချိန်မှာပြည်တွင်းမှာဒီလိုဒီလိုအရာရာရှိတဲ့ပွဲဘာဖြစ်လဲအပမော်မှာအရှယ်ပဲစနိုက်ပါနဲ့ထောက်ထားတယ်အပွားဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားမင်းတို့အပေါ်မှာစနိုက်ပါထောက်အောင်အောက်ကမင်းတို့တွန်းနေရတဆုံးဝင်ဝင်မလားအေးအဲ့လိုအရာရာရှိတဲ့ပွဲတွေထက်လာအောင်ဒီပွဲရလေးမင်းတို့နိုင်လို့မရဘူးသိလားဘာဖြစ်လို့လဲမင်းတို့ဖြစ်နေတဲ့တူကတိုင်းတစ်ပါးသားမဟုတ်ဘူး ပြည်သူနဲ့ပြန်ဖြစ်နေတဲ့ပွဲဖြစ်တဲ့အတွက်မင်းတို့နိုင်လို့မရတော့ဘူးအဲ့ဒါအပြည့်ပဲနော်အဲ့တော့လက်ရှိရစခီးစင်ကိုဒါတို့စစ်တပ်အပိုင်းဝန်အကောင်တွေကဂုံယူစရာကြီးတစ်ခုလိုထင်းနေကြတယ်ဂုံဂုံယူစရာမဟုတ်ဘူးအကျိုးလိုလိုညောင်ရင်တောင်းလာတော့ပူတင်နေနေရတယ်ချင်းတွဲမင်းလာခဲ့နော်မင်းမလုပ်ချင်းလေမင်းလုပ်ချင်တာငါပြေးမယ်မင်းရောက်တော့ဗာပြန်ပြေးနိုင်မယ်အဲ့တဘောအဲ့ဒီနေရာမှာဘယ်နည်းကပြောတော့အထက်စည်းကဆွေးနွေးရတာမဟုတ်ဘူးနော်မင်းတို့နိုင်မှုထိုင်တဲ့နေရာကိုပဲကြည့်ဟိုးနောက်ဆုံးတိုင်းထောင်ထဲမှာကုတ်ကုတ်လေးစကပြန်းအနောက်ကခေါ်လာတယ်ရေကြောင်းသူများပြောလို့စောက်တလုံးမှနားမလဲတာဟုတ် ်ဟမ်ဗမာလူဝဲလျှောက်ပြောတယ်ဟမ်ဒီပုံစံနဲ့တိုင်းပြည်အုပ်ချုပ်ကြည့်လေရုပ်ကပေးမပြီးတောင်းမပြီးကြက်မပြည့်တင်းမပြည့်ဟမ်အေးလို့ဟမ်စဉ်းစားကြည့်စမ်းလူများကောင်းဆောင်နေဒီဘာစကတ်ပြန်မလို့လားဟုတ်ဦးထင်းကျော်သွားတယ်နော်2016ခုနှစ်မှာဦးထင်းကျော်သွားတယ်ဘာစကတ်တက်တော့ဆောင်အနမ်းမရှိတယ်စကားကိုတက်တက်နဲ့ပြောသွားတယ်နိုင်ငံကောင်းဆောင်တယ်သူတို့ပြစ်တာမလို့ဗာလဲနေရကဗမာလူလျှောက်ပြောနော်လေးပါလေးစောပြစ်ပြအာစောက်ပေါ်လို့စောက်ယူလို့ကဘာပါပြစ်တဲ့ခါကျတိုင်းပြည်ကိုဟမ်ဒီလိုပေါင်းမျိုးကငါတို့ကိုအုပ်ချုပ်ဖို့လုပ်နေဆိုတွင်းဒေါ်လာရတယ်နော်ဟမ်စဉ်းစားကြည့်စစ်တပ်မှာတော့မင်းတို့စစ်သားတွေအနေနဲ့မင်းတို့စိတ်မတူဘူးလားမသိဘူး ငါတို့ခေါင်းဆောင်ကဒီလိုကောင်းမျိုးတော့ကွာမင်းတို့မတွေးဘူးလေဘာကောင်းတက်လာတက်လာမင်းတို့အမိန့်နာခံတော့မိုးလိုက်တာလားဆိုဟုတ်လားငါပြောတယ်လို့ကိုယ့်ရဲ့အမိပြတ်ပြီးတော့မင်းတို့ကပက်ထုတ်အင်ဂျီပွေပြလိုက်လို့ရှိရင်မင်းတို့အလေးပြုမှာလားစဉ်းစားလေခုနကပြောတယ်ငါတို့စစ်တပ်ကိုခေါင်းဆောင်မဲ့လူမျိုးကနော်အရေးချင်းပြေးသွားမယ်သူများနဲ့ရှင်လိုက်လို့ရှိရင်ခုနကပြောတယ်အစစအရာရာမျက်နှာမငယ်ရတဲ့ခေါင်းဆောင်မျိုးဖြစ်ရမယ်လေတိုင်းပြည်စင်းရတာစင်းရတာတက်တက်တပိုင်းဒါပေမဲ့အခုမင်းတို့နိုင်ဦးကြည့်မင်းတို့တွေမနာကြဘူးလားဒီလိုကောင်မျိုးကြီးကိုခေါင်းဆောင်ပေးပြီးတော့ဟာဒီကွာခွေးခွေးမင်းစားတော့လက်တော်အောင်မယ်ဟမ်စဉ်းစားကြည့်စမ်း ။ဆိုပြီးမြင်မင်းတို့စစ်တပ်အထက်ကကောင်တွေကတော့မင်းတို့ဒီကောင်မျိုးကိုခေါင်းဆောင်ပင်ရင်တင်းသိလားမင်းတို့ညောင်းညမာတွေပင်ရင်တင်းအမှသိလားပြီးတော့ညောက်ကိုဒီရမဟုတ်ဘူး။ညောင်းညမာလီရဆိုပြီးမင်းတို့နိုင်ငံတစ်ခုထားပြီးမယ်သိလားနော်။အဲငါတို့ကတော့ဒီလိုကောင်မျိုးကိုလက်မခံဘူး။ဘာဖြစ်လို့လဲ။လူစင်မမီတဲ့ကောင်မျိုးကိုငါတို့လူတွေအုပ်ချုပ်ခွင့်မပေးနိုင်ဘူးလေ။ငါတို့ကလူတွေလူကိုလူပဲအုပ်ချုပ်ခွင့်ရမယ်။လူကိုလူမဟုတ်တဲ့ကောင်တွေအုပ်ချုပ်ခွင့်မရဘူးသိလား။မင်းအောင်နိုင်တဲ့ကောင်မျိုးနဲ့တွေ့တူတိုက်တူပဲဘယင်ပဲယူယူတိုက်တယ်ဖလားယူလုံးဝမရစေအောင်မယုံကြည့်လိုက်နော်။အဲ့တော့လက်ရှိဖိုင်းညမာနယ်ဆက်တောက်လျှောက်ကိုတော့ငါတို့တော်နိုင်တဲ့တည်း ်ဖုံးမနိုင်ပြီးထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတောက်လျှောက်ကိုနော်ဖုံးမဖို့ပဲလိုတယ်အဓိကတော့တနင်္လာနေ့တိုင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကိုတော်လိုင်းအင်အားစုတွေဆုံးမထိချုပ်နိုင်ပြီးလို့ရှိရင်ထိုင်းနဲ့မြန်မာနယ်စပ်တောက်လျှောက်အားလုံးကိုဆုံးမနိုင်ပြီးဆိုရင်ထိုင်းကမင်းအောင်နိုင်ကိုစကားပြောမလားတော်လိုင်းအင်အားစုတွေစကားပြောမလားလက်ရှိထိုင်းရဲ့နိုင်ငံရေးအခြေအနေကိုလည်းမင်းတို့ပေါ်မှာနေတစ်ချက်လေ့လာလိုက်အောင်သိလား တအားကြီးစုံမအောင်နဲ့တအားကြီးမမြောက်ပေးနဲ့တေးရတာမင်းတို့မဟုတ်ဘူးရှေ့မှာစစ်သားကြီးရဲတယ်နော်ကချင်မာလည်းတွားကြည့်ဦးမဖူနဲ့ကချင်မာမင်းတို့ပြောတယ်မလားမကချင်မာရေခဲပဲအစီသေးတယ်ဘာရေခဲလဲမင်းတို့ဖိနှထိုးထည့်ရေခဲလားအဲရေခဲဆိုမင်းတို့ဖိနှထိုးထည့်ထားတဲ့ဗီဒီယိုဖိုင်ကိုပြမယ်ရေခဲလို့မနေမှမတာပေါ်လာကုန်နေပြီတိလားဗီဒီယိုဖိုင်မပြည့်စုံသေးလို့မင်းတို့မပြတာနော်မင်းတို့လိုမျိုးဖုံးထောင်ပြီးတော့တဒင်းကိုပေါက်ပန်း၄၀မပြောဘူးငါတို့ဒေါ်လာဘက်ကနေပြီးရှင်းလားဒေတာအချက်အလက်နဲ့နော်အနည်းဆုံးကတော့ဓာတ်ပုံတော့ပြနိုင်အောင်ဘယ်စကန်းဆိုဘယ်စကန်းပိတ်ထားတဲ့ပုံ ဲ့လောက်ပြီးတော့ပြတ်နိုင်ရမယ်ဟုတ်တယ်မလားအေးအဲ့လိုပြဖို့အတွက်မင်းတို့ data စုနေခဏလေးဆောင်ရေခဲတာတွေဗါလေအေးဟိုရငါ၆လို့၃၅လို့လုံးမနေတယ်တိလားရေခဲဆိုကိုဖိနေကိုထိုးလဲထားတယ်မင်းတို့မင်းတို့ဖင်ပြဝင်နေတာငါတို့တိတယ်တိလားကြောက်ပေးမနေလဲဆိုပြီးဟိုမှာမတာပေါ်လို့ကုန်းနေပြီမင်းတို့လေနဲ့သွားချတယ်မလားလေတစ်ခေါက်ချလိုက်ကုန်းလာလိုက်လေတစ်ခေါက်ပါချလိုက်ကုန်းလာနေဖြစ်နေတာဒီကုန်းလာလည်းစစ်ဖို့ပို့လို့မရဘူးကုန်းလာစစ်ဖို့တကဘောင်းနောက်ပြီးဝိုင်းပြင်းတဲ့ကုန်းလာပြန်တော့မှာသိလားအကုန်တိတယ်နော်မပြောချင်လို့တိလားအဲ့တော့ကချင်းစီရေးတင်းမြင့်ကအောင်ပွဲကိုခဏနေကချင်းကပြီးတယ်သူကသူကအားလုံးကြုံပြီးတော့အေးအေးဆေးထိုင်ပြီးတော့ စစ်လေတွေထိုင်ပွားနေမှာကြည့်တာဒူဝါကြီးတို့ကအဲ့တော့မှမင်းတို့ငါတို့ဘာလို့လိုက်ရီကွာဆိုထုတ်ပြောတာဟမ်တောင်ပိုင်းကျတော့နည်းနည်းစောတယ်ကွာတောင်ပိုင်းကဘဲတွေကနည်းနည်းဆက်တယ်ချွေကင်းတို့ကတိုက်နေတဲ့အချိန်မှာတခါပြောလိုက်ပြီဆိုတော့မင်းတို့တောင်ပိုင်းကိုအရင်ကြူတီးရတယ်နော်ခဏလေးအချင်းအောင်ဝင်လာမယ်မပူနဲ့နော်ဒီမနေ့9နိုင်လောက်မှစကန်ရလိုက်တယ်ပေါ့နော်ဟိုဒီစကန်ကိုတော့ပဝိုင်းထားတာတော့ဟိုကြာပါပြီရတဲ့တပတ်တကြောတော့ရှိပြီပေါ့ဒီထိထပြီးတော့သိပြီးတဲ့နောက်မှာအဲ့ဒီစကန်ကိုတော့ဝိုင်းနေပေါ့အဲ့တော့ဒီသင်ယူတက်မှာလေး ရဦးဆောင်ပုံနဲ့ကျွန်တော်တို့ဒီပြည်သူ့ဘက်ကရအဖွဲ့တွေ PDF တိုင်းတစ်ဖွဲ့တွေအပူပေါင်းပြီးတော့အဲ့ဒီစကန်ကိုတိတ်ပိုက်တာဖြစ်ပါတယ်။အသေးစိတ်ပါမှမရသေးဘူးစကန်ရတယ်ပဲတည်ထားတယ်နော်။ဟုတ်ကဲ့ဒီ TK စကန်ကဒီကျွန်တော်တို့ဒီတော်လိုင်းတက်တွေအတွက်ဘယ်လောက်အရေးပါသလဲခင်ဗျာ။ပြီးတော့ဒီဒီစကန်ကိုရတဲ့အတွက်ဟိုကိုယ့်ဘက်ကဘယ်လိုအကျိုးရလဲဒီရနိုင်လဲအားလေးရှင်းပြပါဦးခင်ဗျာ။အဲ့ဒီစကန်တော့အဓိကတော့နေဆက်လမ်းပေါ့နော်ဒီ type ဘက်ကိုအဓိကတွားနေတဲ့လမ်းပိုက်ပေါ်မှာသူတို့စုမှုမှုယူထားတာအခုဆိုလို့ရှိရင်ထိထပြီးရလဲကြာပြီ TK စကန်လဲကြာပြီဆိုတော့ အဲ့ဒီ၄၀တကြောမှာတော့တော်တော်လေးစစ်ဖြတ်သွားပြီပေါ့နော်အဲ့ဒီအဓိကတော့ဒီအဲအဲ့မှာရှိနေကြတဲ့ data ခန့်တွေလည်းပို့ပြီးတော့လွတ်လပ်သွားတယ်ဆိုပြီးပြောလို့ရတယ်ကျွန်တော်တို့တော်လိုင်းအဖွဲ့စည်းတွေအနေနဲ့ပဲလည်းပဲဒီထိုင်းနဲ့ဒီ၄၀နဲ့အထောက်ရှောက်တော်လာကူလူဆက်ဆံတဲ့နေရာမှာတော်တော်လေးအဆင်ပြေသွားတယ်ဆိုပြီးတော့ပြောလို့ရတယ်ပြီးတော့ဒီနေရာအရင်ကတည်းကကင်းယူပြတာနေပြီးတော့အရင်ထိချုပ်ထားခဲ့တဲ့နေရာပေါ့နော်အခုဆိုလို့ရှိရင်အဲ့ဒီတကြောမှာဒါစခွေးတွေမရှိတော့ဘူးဆိုတဲ့အနေနဲ့ဖြစ်သွားတာပေါ့အဲ့တော့တော်လိုင်းနေမီတော်တော်လေးဆစ်ဖြစ်သွားတဲ့သူပြောလို့ရတယ်ဗျ ဲခုနတစ်ချက်ပေါ့တဝဲထိခိလမ်းတစ်ချက်ကဘယ်လောက်စိုးမှုထောင်းနိုင်ပြီတဝဲကဲဖက်မှာလည်းမြို့ပြတွေကလွဲလို့ရှိရင်အဲ့ဒီအဲ့ဒီလမ်းပိုင်းတော်တော်များများပါတော့အဲ့ဒီလမ်းပိုင်းတော်တော်များများပါတော့ကျွန်တော်တို့ဒီတွန်လိုင်းအင်အားစုတွေပဲထိချုပ်ထားတာများတယ်ပေါ့တချို့တော်တော်များတယ်ဒီတဝဲကဲတဲမှာလည်းမြို့ပြတွေကလွဲလို့ရှိရင်ကျန်တဲ့ဒီနက်ဖက်တွေတော်တော်များများဒီတွန်လိုင်းအင်အားစုတွေထိချုပ်ထားတဲ့ဒီခါပြဖြစ်တယ်လေဟုတ်ကဲ့ခင်ဗျာနောက်ဆုံးတစ်ချက်အနေနဲ့ကဒီဒီ TK စကန်ထိစကန်ဒီစကန်တွေနှစ်ခုကိုနော်ဘယ်လောက်ထိခက်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 ဒီ PDF နဲ့ KN KN လေးပူးပေါင်းတက်တွေတိုက်ယူလိုက်ရလဲပြီးတော့စစ်တပ်ဘက်ကနော်လူရင်အားလက်နက်ရင်အား ဒီဟိုလေချောင်းကြီးအင်အားတွေတုံးပြီးတော့ကာဝင်လာပြီးမှဘာကြောင့်ချချုံးရလဲအဲ့ချက်လေးလည်းထပ်ဖြေပြပါအောင်ခင်ဗျာဟုတ်ဟိုစခန်းသိတဲ့ဝဲဆိုတာတော့ကျွန်တော်တို့ကမှပြင်ဆင်ရတဲ့အပိုင်းတွေပြီးရင်ဒီပိဆက်ရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်ဒီထိထဒီထိထပြူရတော့လည်းပဲကျွန်တော်တို့ရဲဘော်တွေထိကြကြဆုံးမှုဒါရဲဘော်ဆိုတာတလိုင်းရဲ့အဖွဲ့တွေအတိအပြီးပါပဲထိကြကြဆုံးမှုတွေရှိခဲ့တယ်ပေါ့အဲ့တော့ဒီအခုသိလိုက်တဲ့စခန်းမှာလည်းပြီးခဲ့တဲ့ရပိုင်းကနေပြီးတော့ဒီဆက်တော့စဘက်ကလည်းပြပြထန်ထန်တုတ်ပြန်တဲ့ဟာရှိတယ်အထိုက်ဘက်ကိုထပ်ပြေးသွားတဲ့ အဲဒီဟိုဒီမဲအောင်လိုက်အတိတ်လည်းရှိတယ်ပေါ့နော်အဲ့တော့ဒီစကန်ကတော့တော်တော်လေးတော့ဟိုခက်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 လေးပြပိတ်လိုက်ရတဲ့ဒီထားပြီးတော့ရှိတယ်နှစ်ဖက်အခွက်တွေလည်းထိခိုက်မှုရှိတယ်ပေါ့နော်ဟုတ်လားကျမအရင်တုန်းကလုတ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူတန်းစားဘဝမြန်မာရေးပါတီရဲ့အထွေထွေတွင်းရေးမှုအဖြစ်ဘာသာတနာတိုက်ပြီးအတွက်အရေးကြီးတဲ့အချိန်မှာနော်ရှေ့ကနေမာမာမမရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့လုတ်ခဲ့တဲ့ ကျမတို့မူခိုင်ကိုကျမရဲ့ပါတီနာမည်တွေဟုတ်လားအခြေခံအခြေခံလူန်းစားဘဝမြန်မာရေးပါတီဆိုတဲ့ခေါင်းစဉ်ကျမတို့မူခိုင်ရဲ့ပုံလေးကိုဒီ social media သူ့ရဲ့ဒီ YouTube account social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့သည့်အတွက်ကျမက66ဂါကြီးနဲ့ယနေ့တောင်တကုံနော်တောင်တကုံမြို့မှာရစခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လား ငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်စခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်ခဲ့တဲ့သူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစားလဲဘလို့အစင်တန်းလဲဆိုတာကိုသိရပါမယ်။ကျမရဲ့ဒီဓာတ်ပုံလေးကိုပြပြီးတော့သူ့ကိုကျမကချင်းချောက်ပါလဲဆိုပြီးလိန်လေပြောဆိုခဲ့တဲ့အကြောင်းလေးကိုကျမဒီ live ကျမရဲ့ Facebook account နော် Facebook account ကနေကျမ